ပရိသတ်ရောင်းဝယ်မင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့မှာကတော့ရှယ်တွေမှာပြတ်တောင်းပြတ်တောင်းနဲ့တင်ဆက်ပေးနေတဲ့ ORS Dead Korea Zombie Series ကိုအပိုင်းဆက်ဆက်လိုက်ပြီးတော့တင်ဆက်ပေးပါမယ်နောက်နေ့မှာလည်းခက်တွတ်တွတ်လေးတင်ဆက်နိုင်မှုကြိုးစားပါခင်ဗျဆိုတော့ Channel Subscribe လို့ဘေးနားခေါင်းလုံးနှိပ်ပြီးရင်ကျွန်တော်စလိုက်ကြအောင်ပါ ORS Dead Zombie Series ရဲ့အပိုင်း6ဖြစ်ပါတယ်ခင်ဗျ ဒီပိုင်းဆာမှာတော့ချောင်းဆန်းနဲ့ဂွီနန်တို့ထိတိုက်တွေ့ကြပြီးတော့ဂွီနန်ချောင်းဆန်းမျက်လုံးနှိုက်ထုတ်ဖို့ကြိုးစားနေပါပြီ။ဒါကြောင့်အွန်ကျူကအနောက်ကနေလာကူညီပေးမဲ့ဂွီနန်ကတော့တွန်းထုတ်ပစ်လိုက်ပါတယ်။ဂျီမင်းတို့လည်းတော်တော်ဝေးကိုတွန်းထုတ်ခံရတဲ့အွန်ကျူကိုသွားပြီးတော့ထူရပါတော့တယ်။ဒီဘက်မှာလည်းဂွီနန်လက်မလျှော့ပဲဆက်ပြီးတော့ဖောက်ထုတ်ဖို့ကြိုးစားနေတဲ့အကြောင်းဇူရောကတိုက်ပွဲတွေဝင်ရပါတယ်။ဇူရောတယောက်ဂွီနန်ကိုစွမ်းကုန်တိုက်ခိုက်နေတဲ့ဂွီနန်ကိုချုပ်ထားပြီးမဲ့ဂွီနန်ဘော်ကနေကြောကိုထိုးချလိုက်တာတော့ဇူရောတော့တော်တော်အဆင်မပြေဖြစ်သွားခဲ့ပါတယ်။အဲနောက်မှာတော်တော်ကြီးကိုအာယူသွားတဲ့ချောင်းဆန်းကိုတငယ်ချင်းတွေကဆွဲထူကြပါတယ်။ ။ဇူရကတော့အထိနာပြီးတော့ဂွီနန်ကင်ပေါက်တော်ခံလိုက်ရပါလိမ့်။အဲနောက်ဇူရတော်လေးအထိနာသွားခဲ့တာကြောင့်နမ်ရာကတော့စပြီးတော့ပြောင်းလဲလာပါပြီ။ဂွီနန်တော့သူတို့ဖွဲ့ကိုကြည့်ပြီးတော့ဘာဒီလဲလို့မေးလိုက်တာကြောင့်ဒဲဆူလဲဂွီနန်ကိုမသိဘူးလို့ဖြေလိုက်ပါလိမ့်။ဂွီနန်တော့သူတို့သူ့ကိုမသိတာကြောင့်အန်အုံးနေပြီးတော့ချောင်းဆန်းတော့ဂွီနန်အနိုင်ကျင့်တဲ့သူတွေရဲ့လက်ပါစီပဲလို့ပြောလိုက်ပါလိမ့်။ရုပ်ရက်ဂွီနန်ဒေါသထွက်သွားပြီးတော့ချောင်းဆန်းသာတစ်ခါထပ်ပြီးတော့အိုက်စကားထပ်ထွက်ရင်အသေးပဲလို့ပြောလိုက်ပါလိမ့်။ချောင်းဆန်းတော့ဂွီနန်လူမိုင်လည်းမဟုတ်သူစံပြအကြောင်းသားလည်းမဟုတ်ခဲ့ဘူးလို့ထပ်ပြောပါတယ်ပြီးတော့အခုလဲဂွီနန်ဇွန်ဘီမဟုတ်သူလူလဲဟုံးမနေပြန်ပါဘူးလို့ပြောလိုက်ပြီးတော့ ဂွီနန်အရင်ကောင်အခုပါဘာမှမဟုတ်ဘူးလို့ချောင်းဆန်းပြောလိုက်ပါတော့လေဂွီနန်တော့ချောင်းဆန်းကိုဒီတိုင်းမတတ်တော့ဘဲနဲ့ချောင်းဆန်းမျက်လုံးအလုံးလိုက်ဖောက်ထုတ်ပြီးတော့ဇွန်ဘီကောင်တွေရဲ့အလေတဲတဲကိုပြစ်ပေးရမယ်လို့ပြောလိုက်တာပါအဲဒါကြောင့်ဂွီနန်ကအတူတူမသေးခြင်းချောင်းဆန်းလွဲပြီးတော့အကုန်လုံးထွက်ပြေးဖို့ပြောလိုက်ပါတယ်ဘယ်သူကမှထွက်ပြေးတာကြောင့်ဂွီနန်အားလုံးတတ်ဖို့ကြိမ်းဝါပါတော့လေအဲနောက်မှာတော့ဂွီနန်ချောင်းဆန်းစီကိုချက်ချင်းပြေးလာပါတယ်အဲကြောင့်တကယ်ချင်းတွေကဂွီနန်ချောင်းဆန်းကိုမတတ်အောင်အတင်းဝိုင်းပြီးတော့ဆွဲကြပါတယ်အဲနောက်ဂျွန်အောင်ကဂွီနန်ကိုရှိတဲ့တုံးနဲ့ဝင်ရလိုက်တာကြောင့်ဂျွန်အောင်ဝေးကိုကန်ခံလိုက်ရပါတယ် ွားဆွဲတဲ့ဒဲဝူဘူးချင်းနဲ့ဂျီမင်းတို့ကလည်းအဝေးကိုလွတ်ပစ်ခံလိုက်ကြပါတယ်အဲဒါမှတော့ချောင်းဆန်းလက်တီးနဲ့ထိုးလိုက်ပြီးမဲ့ဂွီနန်ကဘာမှမဖြစ်ပဲဂွီနန်ပြန်ထိုးတဲ့အခါမှာတော့ချောင်းဆန်းလဲကျသွားပါတယ်လဲကျတဲ့ချောင်းဆန်းကိုတောက်လျှောက်ကန်တဲ့ဂွီနန်ကိုဇူရောကအနောက်ကနေဒုံးနဲ့ကြိုက်လိုက်တာပါကွီနန်ဆူရောလဲဘင်းကိုညှက်ဖို့ကြိုးစားရမယ်ဆူရောကခြေထောက်နဲ့ကန်လိုက်တာကြောင့်ကွီနန်လည်းဟန်ချက်ပြတ်သွားပါလိမ့်။ဒါပေမဲ့ကွီနန်ပြန်ထလာပြီးတော့ဆူရောခြေထောက်ကိုကင်ကအဝေးကိုလွတ်ပြစ်လိုက်ပါလိမ့်။အဲဒီချိန်ဇွန်ဘီစိတ်ဝင်လာတဲ့နမ်ရာကတော့တူနာမီးပေါ်ကနေမီးဆွဲနဲ့တုတ်ကိုယူတော့ကွီနန်ကြောကိုရိုက်ချလိုက်ပါလိမ့်။ ဒါပေမဲ့ Green Knight တော့ Nanra ကိုရိုက်ချလိုက်ပြီးတော့ဂျောင်းဆန်ဘက်ကိုပဲသွားနေပါတယ်။ Nanra တော့အနောက်ကနေဒိုးချုံနဲ့ Green Knight ပေါင်ကိုထိုးချလိုက်ပါတယ်။အဲနောက် Nanra က Green Knight လက်ကိုဇက်တိုက်ဆွဲထားပြီးတော့သူ့ကိုဘလို့လုံးလုံးဇက်တိုက်မလို့ချပဲတင်းခံနေတာပါ။ Green Knight တော့ Nanra ကိုကြည့်ပြီးတော့အနံကောင်းတယ်လို့ပြောလိုက်တာကြောင့် Nanra က Green Knight ကိုဇက်တိုက်ပါရိုက်လိုက်ပါတယ်။ Green Knight က Nanra စပင်ကိုဆွဲပြီးတော့သူနဲ့ Nanra ကတစ်ဖက်သေးပဲမလို့သူ့လက်ဘေးကိုထိုးပေးပြီးတော့ Nanra ကိုအနံခံကြည့်ခိုင်းလိုက်ပါတယ်။ Nanra တော့အခွင့်အရေးအရုံး Green Knight စပင်ကိုဆွဲကအဝေးကိုလွတ်ပြစ်ပြီးတော့ထွားသွားခိုင်းပါတယ်။ ိုင်တော်ဆူရော့ကဝင်ချတာကြောင့်ဂွီနိုင်းဆူရော့ကိုအပေါ်ကနေပြုတ်ကြောင်းလှုပ်ဖို့စ조사နေပါတယ်။နမ်ရာတော့ချက်ချင်းလိုက်လာပြီးတော့ဂွီနိုင်းအင်ဂျီကိုကင်ဆွဲကအပေါ်ကနေပစ်ချလိုက်ပါတယ်။အိုင်တော်ဆူရော့ကနမ်ရာကိုကြည့်ပြီးတော့အစင်ပေးပါတယ်လို့ပြောလိုက်တာပါ။ဂျိုနဲ့တငယ်ချင်းတွေကနာနေတာတွေဒန်အာတွေတယောက်ကိုတယောက်ဖေးမှကူညီနေကြပါတယ်။အားလုံးကတန်ပါပြီးတော့လိုအပ်ချက်တွေနဲ့ပြည့်နေဂွီနိုင်းကိုဘာကြီးလဲလို့သာတွေးနေကြပါတယ်။ဒါမှမဟုတ်လည်းနမ်ရာလက်ချက်နဲ့အောက်ဆုံးပြုတ်ကျသွားတဲ့ဂွီနိုင်းကတော့မသိဘဲနဲ့ထပ်နိုးလာခဲ့ပြန်ပါပြီ။ဂွီနန်ကတော့နမ်ရာကိုတဖက်သေးပါလို့ပြောတာတော့သူ့ကိုပြစ်ချလိုက်တာကြောင့်စိတ်ညစ်နေပါတယ်။သူနဲ့ quarantine center မှာတော့ ကဲဆယ်ခံလိုက်တဲ့ចောင်းသားလေးကအစားတောက်တွေစားပြီးတော့ဘေးကင်းလုံးကျုံနေပါပြီ။ဇွန်ဘီဖြစ်နေတဲ့တပ်သားဂျဲကျုံးကတော့စမ်းသက်ခံဖြစ်နေရပြီးသူ့ကိုချုပ်ကအသားအုပ်ကဆဲလွားတွေကိုထုတ်ယူနေပါတယ်။အဲနောက်တပ်သားတော့ virus က homology test ထွက်မလာသေးတဲ့ကြောင်းဗိုလ်မှူးကြီးကိုပြောလိုက်ပါတယ်။အဲ့ဒါကတော့တက်ရှိတိုင်းမှာသူတို့လာရတရားရှိတာကြောင့် homology test လုပ်ရင်ဘယ်ကနေစလဲဆိုတာသိနိုင်တယ်လို့ပြောတာပဲဖြစ်ပါတယ်။ဒါပေမဲ့ခုတော့ virus ရဲ့မျိုးဝေးပညာကိုပေါ်ထုတ်လို့မရဖြစ်နေတာလို့တပ်သားကပြောပါတယ်။ဗိုလ်မှူးကြီးလည်းဒါတကယ်ကိုလုံးဝ virus အသစ်လားလို့မေးလိုက်တာပါ။ တပ်သားတော့ KDCA ဘက်မှာပါခွဲတန်းစိတ်ဖြာနေပြီမဲ့ရလကတော့တူတူပဲဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့တရုံမှန်အောင်တီးမှလာကုသဖို့စေဖြစ်ဖြစ်ဖို့နိုင်မှလို့တပ်သားကပြောပါတယ်။ဗိုလ်မကြီးကတော့သူတို့တွေကိုကျွမ်းနေပညာရှင်တွေဖြစ်ပြီးတော့တရုံမှန်တစ်ခုတော့မဖော်ထုတ်နိုင်ဘူးဆိုပြီးတော့အဲ့ဒါမှဖြစ်သင့်ဘူးလို့ပြောနေပါတယ်။တပ်သားတော့ထူးဆန်းဖြက်ကစစ်ဆေးတိုင်းမှာ RNA တိစောက်မှုပြောင်းလဲသွားပြီးတော့ virus ကိုယ်တိုင်းကပြောင်းလဲနေရလို့ပြောပြလိုက်ပါတယ်။အဲနောက်တပ်သားတယောက်ရောက်လာပြီးတော့ဟိုဆန်း yes scan ကစုံတော့တယောက်ကိုကယ်ခဲ့ပြီးအဲ့သူက virus နဲ့ပတ်သက်ပြီးသိနေရလို့ဗိုလ်မကြီးကိုလာပြောပါတယ်။ အဲ့တော့ဟိုချွာတော့ဟိုဆန်းထက်တန်းကျောင်းသိမ့်မှန်ခန်းမှာ laptop တစ်လုံးရှိတဲ့ကျောင်းအမှုစစ်ရဲထက်ဥအောင်မြေမြပြောပြနေပါလေအမှုစစ်ရဲကတော့အခုဟိုဆန်းမှာပြန့်နေတာက Jonas လို့ခေါ်တဲ့ virus ဖြစ်ပြီးတော့ဟိုဆန်းထက်တန်းကျောင်းသိမ့်မှန်ဆရာ Ivan ချောင်းကဖော်ခဲ့တာလို့ပြောပြလိုက်ပါလေပြီးတော့ကျောင်းသိမ့်မှန်ခန်းမှာ laptop တစ်ခုရှိပြီးတော့အဲ့ဒီမှာအခုလို့ဇိုးရတဲ့ခြေနေကြီးကိုဖြည့်ရှင်းဖို့နီးလန်းရှိတယ်လို့ပြောပြလိုက်ပါလေတက်သားလေးဒီကျောင်းအဖြစ်တိုင်းကြီးရှိပြီးတော့စစ်စေးချက်ကိုကြည့်လိုက်ရင်ကနဦးတိုင်ကြားချက်ဒီနေရာကဟိုဆန်းစေးုံအေးပေါ်စေးကန်းနဲ့ဟိုဆန်းထက်တန်းကျောင်းပဲဆိုတာကိုရှင်းပြလိုက်ပါလေ ပြီးတော့ရေးပေါ်ခန်းကိုခေါ်သွားခံရတဲ့ចောင်းသူဟာဟူဆန်းចောင်းသူဖြစ်တာကြောင့်စားဖြစ်တဲ့နေရာကဟူဆန်းចောင်းဆိုတာတည်ကြတယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဘုံမူကြီးကစုံတော့ကိုဆက်အမှုစစ်ပြီးတော့အထူးတပ်ဖွဲ့ကိုဟူဆန်းចောင်းမှာ laptop ယူဖို့လွှတ်ခိုင်းပါတော့တယ်။သူနဲ့ quarantine center ရောက်နေចောင်းသားအုံးကြီးကိုတွေ့တော့အံ့ဩသွားပါတယ်။ပြီးတော့သူဟာအုံးကြီးကိုသေးပြီးထင်ခဲ့တာကြောင့်အစင်ရောပြေလားလို့မေးလိုက်တာပါ။အုံးကြီးကတော့သူ့ကိုသေးအောင်ဆိုပြီးတော့ပြစ်ထားခဲ့တာပဲလို့ပြန်ပြောလိုက်ပါတယ်။ចောင်းသားတောင်းပန်ပေမဲ့အုံးကြီးကတော့အစင်ပြေចောင်းတယ်ရင်ကလေးကចောင်းသားလေးကဒီလိုလူပဲလို့ပြောလိုက်ပါတယ်။ အဲတော့ဦးကြီးကသူဖြစ်စီခြင်းတဲ့အတိုင်းအကြောင်းကိုမီးရှို့လိုက်တဲ့သတင်းကောင်းကိုပြောပြလိုက်ပါတယ်။အဲဒါကြောင့်ကုလောက်ဆိုပြာကြပြီးတော့ဘာမှမရှိတော့တော့ဘူးလို့ပြောပြီးသူပြောသလိုចောင်းသားကိုလည်းပြောလာလို့မေးနေခဲ့ပါတယ်။အမြဲတရရရှိလာခဲ့တာကြောင့်ဦးကြီးထူးဆန်းနေမှចောင်းသားလေးကတီးသွားပါတယ်။ဦးကြီးကတော့ဘိုက်စာလေးလို့ပြောပြီးတော့သူကဘိုက်စာလိုင်းတက်ကြွကြွဖြစ်လာကြောင်းပြောလိုက်ပါတယ်။ចောင်းသားလေးသူသွားယူလာတဲ့ထမင်းဘူးကိုပေးပြီးတော့ဆောင်းရတာကြားလို့ဒါပဲယူလို့ပြောလိုက်တာပါ။ဦးကြီးလည်းထမင်းဘူးကိုကြည့်ပြီးတော့အဲ့လိုမျိုးနေမှာစားချင်ဘူးလို့ပြောပေမဲ့ចောင်းသားလေးဒီမှာတော့ဒါမျိုးပဲရတာလို့ပြန်ပြောပါတယ်။ ။ဝန်ကြီးကတော့တခြားပဲစားခြင်းလေလို့ပြောပြီးတော့ဝါစားတော့မယ်မျက်လုံးကြီးနေနဲ့ចောင်းသားကိုစားခြင်းလေလို့ပြောလိုက်ပါတယ်။ဓမ္မမလည်း Greenan တွန်းခဲ့တဲ့အချိန်ကြောင့်ဂျွန်အောင်ကမျက်မှန်ကျိုးပြီးတော့ပြန်ပြင်နေရပါတယ်။ဂျွန်အောင်လည်း Greenan ဇုံမီကတ်ခံတယ်ဆိုပြီးတော့ဘလို့ဖြစ်နေရလဲလို့မေးလိုက်ပါတယ်။ចောင်းဆန်းတော့ Greenan ကမတူတဲ့ဖြစ်တည်မှုဖြစ်သွားတာထင်တယ်လို့ပြန်ဖြေပါတယ်။ဇူရောကတော့သူတို့မျက်စိရှင်းနေအချိန်ချင်းပြုတ်ကျခဲ့တဲ့ Greenan ကသေလဲမသေနိုင်ကြောင်းကိုပြောနေပါတယ်။ဟူချင်းလည်း Greenan သာမသေအခုလည်းထပ်တက်လာနိုင်သေးတယ်လို့တွေးနေတာပါ။ဂျီမင်ကတော့ Greenan လည်းအဲ့လိုဆိုပေမဲ့အတန်းကောင်းဆောင်လဲခုနရန်ဖြစ်တဲ့အချိန်မြင်ပြီးတော့ကြောက်မိတယ်လို့ပြောလိုက်ပါတယ်။ ဒဲဆိုတော့နန်ရာရောဂွေနန်ရောကလူတိုင်းဆိုမီးတိုင်းထင်တယ်လို့ထင်ချင်းပေးနေခဲ့ပါတယ်။ဂျီမင်းကတော့စိတ်ပူလို့ပြီးတော့နန်ရာသူတို့ကိုဘာမှတော့မလုံးမလားလို့မေးလိုက်တာပါ။နန်ရာလည်း "तू ဘာမှမလုပ်ဘူးပြောရင်ဂျီမင်းကယုံပါလား"လို့ပြန်မေးပါတယ်။ဂျီမင်းကတော့နန်ရာနဲ့သူတို့တွေကအတူနေရမှာဖြစ်လို့နန်ရာနေနဲ့သူတို့ယုံကြည်အောင်ပြောပြဖို့တောင်းဆိုပါတယ်။နန်ရာသူရင်ကစားလွဲပြီးတော့ဘာမှမလုပ်ခဲ့တာဟာဖြူစင်ဦးသားမဟုတ်ဘဲနဲ့တတ်တိမရှိတာလို့ပြောလိုက်ပါတယ်။အဓိကတော့နန်ရာအမတ်ကြသွားရင်အမေစရာစုခန်းမအောင်ကြောက်ပြီးတော့ဘာမှမလုပ်နိုင်ခဲ့တာပါ။နန်ရာရဲ့ဘဝမှာတငယ်ချင်းလောကမှာကြောက်ခဲ့တယ်လို့ သူ့အမေမြိုင်းမေးနေကြတာတကယ်ချင်းအစင်းဘလောက်လဲအဖေဘာလို့လဲအိမ်ဘလောက်ကြီးလဲဆိုရင်မေးခွန်းနေပဲဖြစ်တယ်လို့ပြောပြပါတယ်ဒါကြောင့်နန်ရာသူတို့နေတူဒီလိုမျိုးမီးလုံပြီးတော့စကားပြောရမယ်နေရောက်လာလိမ့်မယ်လို့ထင်မှားမိဘူးလို့ပြောလိုက်တာပါဒါအောင်နန်ရာရန်သဘောကျသလိုပထမဆုံးနေနဲ့ဒါကိုခံစားဘူးတာပဲလို့ပြောပြပါတယ်ဒါတော့မဲ့နန်ရာသူတို့သာလွတ်မြောက်သွားခင်တေတာပေါက်ဒီလိုစူဝေးကြပြီးတော့မီးထက်လုံရင်းနဲ့ပြောရအောင်ပါလို့တကယ်ချင်းတွေပြောပြီးအဲ့လိုတေတာပေါက်ဖြစ်လာရင်ကောင်းပါပဲလို့ပြောလိုက်ပါတယ်အွန်ဂျိုကတော့တယောက်ကမီးမွှေးလိုက်ရင်သူတို့အားလုံးတူတူစူဝေးရအောင်လို့ပြောလိုက်ပါတယ် ဂျီမီလည်းနန်ရာကိုတောင်းပန်တော့နန်ရာပြန်ပြီးပြုံးပြလိုက်ပါတယ်။ဒဲဆိုရာတို့တို့တခါမှမမြင်ခဲ့ဘူးတဲ့နန်ရာပြုံးကိုမြင်လိုက်ရတာကြောင့်အနေရခက်လိုက်တာလို့ပြောပြီးတော့သဘောတည်းကြနေခဲ့ပါတယ်။အဲနောက်သူတို့ရေစားနောက်နေကြတော့နန်ရာတားလိုက်ပြီးတော့အတန်တစ်ခုကြားလိုက်လားလို့မေးလိုက်ပါတယ်။တငယ်ချင်းတွေကတော့တရားကိုတက်လာအထင်းနဲ့လန့်နေကြတာပါ။နန်ရာကောင်းငယ်အဝေးကိုကြည့်ပြီးတော့လာနေပြီလို့ပြောလိုက်ပါတယ်။ချောင်းဆန်းတို့လည်းပေါ်တက်လာတာကိုကြည့်နေတဲ့ရဟန်းရင်တန်ကိုကြားလိုက်ရပါတော့တယ်။အဲဒါကြောင့်သူတို့တွေအကုန်လုံးထားပြီးတော့ကြည့်နေကြပါတယ်။တကယ်လေရဟန်းရင်က laptop ယူဖို့အတွက်ဟိုဆန်းထထန်းကြောင်းလေးပိုင်းနဲ့ထဲကိုရောက်နေခဲ့ပါပြီ။ ိုင်နောက်အားလုံးကြောင်ကြည့်နေကြပြီးတော့မိသားစွဲနဲ့ဒုတ်တွေကိုကိုင်းပြီးတော့အချက်ပြနေကြပါလိမ့်အားလုံးကသူတို့လာခဲ့တော်မျှော်လင့်နေကြပြီးတော့သူတို့ကိုမြင်အောင်မိတို့တွေနဲ့ဇက်တိုက်အချက်ပြနေကြတာပါအိုင်နောက်ရဟရင်လဲဟိုဆန်းကြောင်းနောက်ရောက်သွားတာကြောင့်အချက်ပြနေကလေးတွေကိုတွေးသွားခဲ့ပါလိမ့်ရဟရင်သူတို့နားရောက်တဲ့အခါမှာအားလုံးကဝမ်းသာသွားကြပြီးတော့သူတို့အသက်ရှင်ရဖြစ်လို့ပြောနေကြပါလိမ့်အားလုံးကရဟရင်မော်တက်ပြီးတော့လိုက်ခွင့်ရရင်အသက်ရှင်တော့မှာဖြစ်လို့ပြောပြီးတော့ခုံပေါင်းနေကြတာပါအိုင်နောက်မှာတော့တပ်သားတွေကသူတို့တန်းတန်းနဲ့ချိန်ထားပြီးရဟရင်ကတော့ပြန်ထွက်သွားခဲ့ပါလိမ့် အထူးတပ်ဖွဲ့ဝင်တွေကသူတို့အားလုံးကိုတနက်နေ့ချိန်တော့မြေကြီးပေါ်မောက်ချခိုင်းထားပါတယ်။ဒဲဆိုတာသူတို့ကယ်ပေးဖို့ပြောနေပြီးတော့အတင်းမောက်ခိုင်းတာကြောင့်သူတို့လည်းခိုင်းလို့လုလိုက်ရပါတယ်။အဲဒါတွေဘုံမူးကြီးတို့ကရုံးကန်နေကြည့်နေခဲ့ပြီးတော့ဟိုဆန်းခေါင်မိုးတပ်မှအသက်ရှင်သူ၉ယောက်လို့အတီးပြူလိုက်ပါတယ်။အန်အောင်ဇွန်ဘီတွေဟုံးမို့အပူချိန်တွေဆွဆွေးနေပြီးတော့နန်ရာတယောက်သာအပူချိန်ကျနေပြီးကျန်တဲ့လူတွေအားလုံးကတော့ပုံမှန်ပဲဖြစ်နေပါတယ်။အဲဒါကြောင့်လူတွေနဲ့ရောထွေးနဲ့နန်ရာကိုအနှွေးဆောင်သာခြုံပေးခဲ့ပြီးတော့ကြည်နေဘုံမူးကြီးကလည်းမရှင်ပြီးတာနဲ့အားလုံးကိုကယ်လာခိုင်းပါတယ်။အန်အောင်အထူးတပ်ဖွဲ့ဝင်တွေကချောင်းဆန်းတို့အကုန်ပဲလာလို့မေးလိုက်ပါတယ်။ ကျောင်းဆန်းတော့တေချာမသိနိုင်တာကြောင့်ထရှိနိုင်သေးတယ်လို့ပြောလိုက်တာပါထူတာပွဲဝင်တွေကသူတို့ခဏအောက်ဆင်းကြည့်ပါမလို့ဒီမှာပဲစောင့်နေဖို့ကျောင်းဆန်းကိုမှားလိုက်ပါတယ်ဂျီမင်းကတော့စိုးရိမ်ပြီးတော့သူတို့ကိုမကယ်ဘူးလားလို့မေးလိုက်တာပါထူတာပွဲဝင်တွေကတော့ပြန်တက်လာရင်သူတို့အားလုံးကယ်မှာဖြစ်လို့ဘာမှလည်းမလုပ်ဖဲနဲ့ဒီမှာပဲနေနေဖို့ပြောပါတယ်အဲနောက်တတသား၃ယောက်ကခေါင်းမောင်းနေကျောင်းကိုဆေးမှုပြင်ဆင်နေကြပါပြီရဟင်းကတော့မီးထိုးပေးထားပြီးတော့တတသားတွေကိုထွက်ဖို့အသင့်ပြင်ခိုင်းထားပါတယ်မိချင်းကတော့ဇွန်ဘီတွေရဟင်းရှိရမှာစုနေကြတဲ့တို့ကသူတို့လည်းခေါင်းမိုးကိုသွားဖို့ပြောလိုက်ပါတယ်ဟာရီလည်းသဘောတူပြီးတော့သွားဖို့လုပ်တဲ့အခါမှာ မင်းကြတော့လဲဘောကဂျွန်ဆောင်းကိုလက်ညှိုးထိုးပြပါတယ်။ဟာရီကတော့ဂျွန်ဆောင်းကိုကြိုးကြည့်ပြီးတော့ခေါ်လာဖို့ပြောပါတယ်။အဲနောက်အထူးတပ်ဖွဲ့ဝင်တွေကပရင်းပေါက်ကနေခွဲပြီးတော့အနာကမ်းမြဇွန်ဘီတွေကိုတန်းတန်းနဲ့ပြစ်နေခဲ့ပါတယ်။ဇူနီယန်တန်တွေကြားနေအထက်တိုင်းကဇွန်ဘီတွေဟာတိမ်ပန်ကန်းအောင်ပဲဥတီပြီးတော့ဆင်းလာနေတာကြောင့်ဇွန်ဘီတွေတပြုံတမာကြီးဖြစ်နေခဲ့ပါတယ်။ဂွီနာလက်ဖေးဖေးနဲ့လေကားတက်လိုက်တဲ့ဇွန်ဘီတွေပြေးနေရမြင်ပြီးတော့ခန်းခန်းနဲ့ဝင်ပုန်းလိုက်ပါတယ်။အဲနောက်မှာတော့မီဂျင်းနဲ့မင်ဂျယ်တို့ဟာဟာရီနဲ့အတူခေါင်းမိုးတက်ဖို့အတွက်ဂျွန်ဆောင်းအောင်မှာဂျိုးတွေချီပေးနေပါတယ်။ တပတ်မှလည်းအထူးတပ်ဖွဲ့ဝင်တွေကအပြင်ကွင်းနဲ့ဂိတ်ကနေကူးစက်သူတွေဝင်လာတာကိုရှင်းလင်းနေကြပါလိမ့်။အဲနောက်ဘော်ကနေကြည့်နေကလေးတွေဟာအထူးတပ်ဖွဲ့ဝင်တွေဘာလုံးနေလဲဆိုတာကိုသိကျင်နေကြပါလိမ့်။ဒဲဆိုတော့ဇွန်မီတွေကုန်တပ်ပြီးမှသူတို့ကဲမဲထင်းနေရကြအောင်ဂျွန်အောင်ကတော့၄ယောက်ပဲပါတာဖြစ်လို့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပါလိမ့်။ဂျွန်အောင်စိတ်ထဲမှာတော့သိပံခန့်ပတ်သွားနေတဲ့သူဟာတကူရှာဖို့လာတယ်လို့ထင်လိုက်တာပါ။အဲနောက်အထူးတပ်ဖွဲ့ဝင်တွေက laptop ကိုတွေ့သွားခဲ့ပါလိမ့်။အဲနောက် laptop ကိုဆင်းဆင်းနေတော့မှကူးစက်သူဇွန်မီတွေမြ мян လှူရှားလာတဲ့သူဟာအ мян လှုပ်ဖို့သတိပေးနေခဲ့ပါလိမ့်။အဲနောက်မှတော့ကွန်ပျူတာကနေ ဒက်ဂရက်ရှင်လောက်ပြီးတဲ့တပ်ဖွဲ့ဝင်တွေကပြန်ထွက်လာဖို့ပြောလိုက်ပါပြီအဲနောက်တပ်ဖွဲ့ဝင်တွေပြန်ထွက်လာကြတာကြောင့်ဗိုလ်မှူးကြီးကတော့ចောင်းသားတွေကိုကယ်ပြီးအခြေစိုက်စခန်းကိုပြန်လာဖို့ပြောလိုက်ပါတယ်အဲနောက်တပ်သားတယောက်ရောက်လာပြီးတော့ quarantine camp မှာပြဿနာတက်နေကြောင်းဗိုလ်မှူးကြီးကိုပြောလိုက်ပါတယ်အဲဒါကြောင့်ရောက်လာတဲ့တပ်သားလဲ monitor နဲ့ quarantine camp ထဲမှာចောင်းသားတွေတောက်အကိုက်ခံပြီးတော့သွေးတွေနဲ့သေဆုံးများကိုပြလိုက်ပါတယ်ဗိုလ်မှူးကြီးလဲတန်တရားဝင်ပြီးတော့7မိနစ်မတိုင်ခင်ကိုပြန်ပြီးတော့စစ်ဆေးပါတော့တယ်တပတ်မှာတော့အထူးတပ်ဖွဲ့ဝင်တွေကပစ္စည်းယူပြီးပြီဖြစ်လို့ចောင်းသားတွေကိုကယ်တင်ပါတော့မယ် အဲနောက်မှာတော့ဒူတပ်ဖွဲ့ဝင်တွေကအကြောင်းသားတွေတယောက်ချင်းစီဇွဲတင်မိမှာဖြစ်တဲ့အတွက်ကြောက်လဲငငယ်လေးနေဖို့ပြောပါတယ်။ရဲရင်ကတော့လုံခြုံရေးအတွက်ဆင်းမရဘူးလို့အကြောင်းသားတွေကိုပြောလိုက်ပါတယ်။ပြုံးမကြောင်ဘန်းနာမှာဖြစ်လို့မကြောက်ဘူးလေအကြောင်းသားတွေကိုမှားနေတာပါ။အဲနောက်ဒူတပ်ဖွဲ့ဝင်ကအကြောင်းသား၉ယောက်ကများတဲ့အတွက်တပြိုင်တည်းသွားများတော့တာကြောင့်လူစုခွဲတက်ရမှာလို့ပြောလိုက်ပါတယ်။တငယ်ချင်းတွေကတော့ဂျီမင်းကိုရင်တက်သွားခိုင်းပြီးတော့အားလုံးကဝမ်းသာပြီးတော့ကြည်နေကြပါတယ်။တပတ်မှလည်း quarantine camp မှာအကြောင်းသားလေးကိုအုံးကြီးကကိုက်စားနေတာကြောင့်အားလုံးကလန့်ပြီးတော့ပြေးကုန်ကြပါပြီ။ တပ်သားတွေကလည်းအုံးကြီးကိုဆွဲပေးမယ်အုံးကြီးကတော့အားလုံးကိုတုံးထုပ်ပစ်လိုက်ပါတယ်တပ်သားကြောက်ကအုံးကြီးကိုတနတ်တင်နဲ့ထုပေးမယ်ဘာမှဖြစ်တဲ့အုံးကြီးကတပ်သားကိုပါကိုက်ဖို့ထတ်လုတာကြောင့်အုံးကြီးကိုထိမ့်သိမ်းလိုက်ပါတယ်ဘုံမကြီးတို့လည်းပြန်ကြည့်ပြီးတော့အုံးကြီးကလက္ခဏာမပြကူးဆက်သူလို့တတ်မှတ်လိုက်ပါတယ်အဲဒါကြောင့်ဘုံမကြီးလည်းအုံးကြီးကကူးဆက်ပြီးတာတော့ဘာလက္ခဏာမှမပြတာကြောင့်အံ့ဩနေခဲ့ပါတယ်အဲနောက်ဘုံမကြီးကဟိုဆန်းចောင်းသူအုံးကြီးကိုကြည့်နေဟိုဆန်းចောင်းကကဲရမယ်ကိုရောက်ကိုကြည့်နေခဲ့ပါတယ်အရင်ဆုံးဂျီမင်းတို့ကကဲဖို့လှုပ်ပေးနေပြီးတော့ဂျီမင်းကအရင်တတ်သွားခဲ့ပါပြီ ဘုံမကြီးကတော့တာမန်လူနဲ့ကူးဆက်သူခွဲလို့ရလားဆိုတာစေတက်သားကိုမေးပါတယ်။အဲနောက်ဘုံမကြီးကဟိုဆန်းចောင်းကအဖွဲကိုဘသူကမှမကယ်ဘူးပြောလိုက်ပါတော့တယ်။တပ်ဖွဲ့ဝင်တွေလည်းနားကြားမလာလို့ပြန်ပြီးတော့စစ်ဆေးလိုက်ပေမဲ့ဘုံမကြီးကခုနလေးနဲ့ quarantine camp မှာလက္ခဏာမပြတဲ့ကူးဆက်သူဒုကိုတွေ့လိုက်တာចောင်းလို့ပြောလိုက်ပါတယ်။အထူးတက်သားတော့အပူချိန်တွေအလုံးအစင်ပြနေတာပဲလို့ပြန်ပြောပါတယ်။ဒါပေမဲ့ဘုံမကြီးကတော့ခေါ်လာခဲ့တဲ့ចောင်းသူမှလည်းအပူချိန်ထူးဆန်းတာတွေဘာမှရှိမနေဘူးလို့ပြန်ဖြေပါတယ်။အဲဒါကြောင့်ရဟင်မှာတယောက်တော့ပါလာလိုက်တာနဲ့အကုန်လုံးအန်ရဲများကိုနိုင်တယ်လို့ဘုံမကြီးကပြောလိုက်တာပါ။ တကယ်လို့များចောင်းသားတွေနေခဲ့ဖို့ငင်းဆန်နေတော့ပြစ်လိုက်ဖို့ကိုဘုံမူကြီးကအမိန်ပေးလိုက်တဲ့အတွက်တပ်သားတွေလည်းသူတို့ကိုယောက်ကចောင်းသားတွေပဲရှိသေးတယ်လို့ပြန်ပြောပါတယ်ဘုံမူကြီးကတော့ចောင်းသူတယောက်ကြောင့်စစ်သားလေးယောက်တိုက်ခိုက်ခံလိုက်ရပြီးစစ်သားတွေတေကုန်ပြီလို့ပြောလိုက်ပါတယ်အဲဒါကြောင့်တပ်သားလေးစစ်စင်ကိုဖျက်သိမ်းပြီးတော့လာရှာတဲ့ပစ္စည်းကိုပဲယူပြီးတော့ပြန်ထွက်ခွာဖို့ပြောလိုက်ပါတော့တယ်အပေါ်ရောက်ကန်ဒီဖြစ်နေဂျီမင်းကိုပါအောက်ပြန်ချလိုက်ပြီးတော့ចောင်းသားတွေကိုလစ်လူရှုလိုက်ကြပါတော့တယ်ចောင်းသားတွေကလည်းစစ်စင်ဖျက်သိမ်းတာဘာလို့လဲလို့អော်မင်းနေကြပါတယ်သူတို့နဲ့ဂျီမင်းလည်းအောက်ကိုပြန်အောင်လာပြီးတော့သူ့ကိုချိန်ပေးထားတာပြန်ဖြုတ်နေကြတာကြောင့် ပြန်တီးပေးဖို့အော်ဟစ်နေပါတယ်တပ်ဖွဲ့ဝင်တွေကဂျီမင်းကိုတငယ်ချင်းတွေစီပြန်လွှတ်လိုက်တဲ့တော့ဂျီမင်းကတော့လိုက်မှာမလို့ခေါ်သွားခိုင်းမိမယ်သူ့ကိုတနတ်တီနဲ့ထိုးချိန်ထားပါတယ်သူတို့မခေါ်သွားတာတီးသွားတဲ့ចောင်းသားတွေကလည်းဝမ်းမနဲ့နဲ့ငိုယုံနေကြပါပြီဂျုံအောင်လည်းသူတို့ဇွန်ပြီးတွေမဟုတ်ဘူးလို့ပြောနေရတော့မခေါ်သွားလို့တပ်ဖွဲ့ဝင်တွေကိုမေးခွန်းထုတ်နေပါတယ်ဗိုလ်မှူးကြီးကတော့အခြေရင်ဖြစ်နေကြကြည့်လို့တပ်သားကိုပြစ်ခိုင်းနေပါပြီတပ်သားတော့မပြစ်ချင်တဲ့တော့နောက်ဆုတ်ခိုင်းလိုက်ပြီးအနာမလာဘူးပဲပြောလိုက်ပါတယ်ဗိုလ်မှူးကြီးကတော့သူအမိန်ပေးတာတော့မပြစ်လို့တပ်သားကိုစူနေခဲ့ပါတယ်ချောင်းဆန်းတော့နောက်မှသွားနေနေတဲ့အုံးချုပ်ကို လက်တွဲခေါ်လာပြီးတော့တတ်သားကိုနည်းနည်းလောက်ခေါ်သွားပေးဖို့တောင်းဆိုနေပါတယ်။အဲနောက်ဘုံမူကြီးကပြစ်ခိုင်းနေရတဲ့အကြောင်းတတ်သားလည်းမိုးပေါ်ထောင်ပြီးတော့ပြစ်လိုက်ပါတော့တယ်။ဟာရီတို့မိချင်းတို့ကလည်းဂျုံဆောင်ကိုတဲပြီးတော့ခေါင်းမိုးသွားဖို့ထွက်လာနေကြပါပြီ။သူတို့ပြင်ရောက်တာနဲ့ခေါင်းမိုးကရောက်နေရဟင်ကိုမြင်ပြီးတော့မရရအောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တပတ်မှလည်းချောင်းဆန်းတို့၃လောက်လောက်ပဲခေါ်သွားပေးဖို့တောင်းဆိုနေတာပါ။ဒါမဲ့တတ်သားတို့တနက်ကမိုးပေါ်သာထောင်ပြီးတော့ပြစ်နေခဲ့ပါတယ်။အဲနောက်တတ်သားတပေးပေးနဲ့ဆုပ်သွားနေတဲ့သူတို့ကိုတောင်းမယ်မာလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ညောင်းရင်းကျမဲ့သွားတဲ့သူတို့ကမျက်ရည်တွေဝိုင်းနေတယ်။ တို့အချင်းချင်းကလွဲပြီးတော့ကဲမဲ့သူမရှိတော့မှန်းကိုတီးသွားခဲ့ကြပါလိမ့်။အဲနောက်ရဟင်းဘော်ရောက်သွားတဲ့တပ်သားပစ္စည်းရရှိလာတာကြောင့်အေဂျင့်တွေပြန်ထွက်လာကြောင်းဗိုလ်မှူးကြီးကိုလှမ်းပြီးတော့သတင်းပို့ပါလိမ့်။ရဟင်းဘော်ကတပ်သားလေးကြံနေခဲ့တဲ့ចောင်းသားတွေကိုကြည့်ပြီးတော့ဝမ်းနဲ့หนีခဲ့ပါလိမ့်။တပ်သားလူမဆန်တဲ့အမိန့်ကြောင့်ဘာမှမသိတဲ့ចောင်းသားတွေကိုထားခဲ့ရအတွက်စိတ်တိုးပြီးတော့ခေါင်းဆိုးကပါချုပ်ကလွတ်ပြစ်လိုက်ပါလိမ့်။မိချင်းတို့လည်းသူတို့ဘက်လာတဲ့ရဟင်းကိုတွေ့ပြီးတော့ဟာရီနဲ့တူချက်ပြနေခဲ့ပါလိမ့်။ရဟင်းကတော့သူတို့ကြော်သွားတာကြောင့်ဇိုမီလေးနဲ့ထပ်ပြီးတော့ရင်ဆိုင်ပါတော့မေး။ မိချင်းတို့လည်းသူတို့ဘက်လာနေဇုံမီတွေတောင်ညာအီးမှုချုပ်ထွက်ပြေးရပါပြီ။ဒါကိုးဘွားချောင်းဆန်းတို့အုပ်စုကတော့သူတို့ဘယ်သူမှလာမကယ်ပဲပြစ်သွားကြအောင်ဝိုင်းနိုင်နေခဲ့ကြပါလိမ့်။ကျောင်းနဲ့ဝူချင်းတို့လည်းသူတို့ကိုပြစ်ထားသွားတာဖြေရှားများဖြစ်နေခဲ့ပြီးတော့ဇုံမီတွေထင်လုံလားလို့ပြောနေကြပါလိမ့်။ကျောင်းကတော့ဇုံမီဆိုရင်သူတို့ကိုပြစ်တတ်မှာဖြစ်လို့မဖြစ်နိုင်ဘူးလို့ပြောပါလိမ့်။ချောင်းဆန်းလည်းဒေါသကြီးနဲ့မိဘုံဖြက်စည်းပြစ်ပြီးတော့ချောင်းနဲ့နင်းချေကန်ကြောက်နေပါလိမ့်။ဝန်ကျော်ကတော့ချောင်းဆန်းကိုသွားဆွဲမယ်ချောင်းဆန်းတော့တယောက်မှမလာတော့ပဲဘယ်သူမှလာမကယ်တော့တာကြောင့်မလို့တော်ဘူးလို့ပြောလိုက်ပါလိမ့်။ ချောင်းဆန်းတော့စိတ်ဆိုးပြီးသူတို့လှုပ်ထားကြတဲ့ SOS တင်ခဲ့တော့ပါဖြတ်စည်းနဲ့អော်ဟိနေခဲ့တာပါဓမ္မလည်းစစ်စစ်တတ်သားတယောက်ကကဲဆဲအဖွဲတတ်သားဂင်ရှင်နန်ဆူဂျူရဲတိုက်ခိုက်တာကိုခံခဲ့ရတဲ့သူတို့ဘက်ကတတ်သားထွက်ပြေးမှုမှာလွတ်တော်အမတ်ကြီးပါတယ်လို့ထွက်ဆိုထားကြအောင်အမတ်ကြီးကိုပြောပါတယ်ဦးရှင်းကတော့မပါဝင်မှုညင်းထားတဲ့အတွက်မေဂုံနေမေးဖို့အတွက်အမတ်ကြီးကိုခေါ်လိုက်တာဖြစ်ပါတယ်အမတ်ကြီးဝန်ထမ်းကတော့မှတ်တမ်းတင်နေတင်နေကြောင်းပြောရမှာစီးကမ်းမဲ့လို့ဝင်ပြီးတော့ပြောပါတယ်အဲကြောင့်တတ်သားတို့ဒီစကားကိုပါမှတ်တမ်းတင်ထားမယ်သဘောတူလားလို့မေးလိုက်တာပါအမတ်ကြီးကတော့ကင်မရာတဲ့တဲ့ကြည့်ပြီးတော့လွတ်တော်မှာပတ်ဦးကြီးဆိုတဲ့သူက သူ့ကိုကယ်တင်ပေးခဲ့တဲ့ကယ်ဆယ်တပ်သားနန်းဆိုကျူနဲ့ဂိမ်ရှင်တို့ကိုလွတ်ပေးမှုနဲ့စစ်ဆေးမှုကိုခံရတာလို့ပြောလိုက်ပါတယ်။မတ်ကြီးကတော့သူကကြံပါမဟုတ်ပဲစီကန်ချိုးဖောက်သူပါလို့ပြောလိုက်တာပါ။ဝင်းနန်းတော့မတ်ကြီးကိုလာတားပြီးတော့အတန်သွင်းတာဖြုတ်ခိုင်းလိုက်ပါတယ်။မတ်ကြီးကဖယ်ခိုင်းတာကြောင့်ဝင်းနန်းလည်းစိတ်တိုင်းသာသာလှုပ်ပါတော့လို့ပြောလိုက်ပြီးသူဝင်မပါတော့ပဲထွက်သွားခဲ့ပါတယ်။မတ်ကြီးကတော့ကင်မရာကိုပြန်ကြည့်ပြီးတော့ကယ်တဲ့အဖွဲ့ကနန်းဆိုကျူကအနီးတားမှာတမိပြည့်သူရှေ့နေမှန်းသိလာတော့သူတို့ကိုကယ်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်။ပြီးတော့တမိပြည့်သူကိုကယ်ခြင်းလို့သွားပြီးမယ်မာစလုံးနဲ့တားမင်းခံရတာကြောင့် အဲ့ဒီကယ်ဆယ်ရေးဝန်ထမ်းနန်းဆိုးကျူမသမီးဖြစ်သူကအရာရာပဲလို့ပြောလိုက်ပါတယ်။ဒါတော့အမကြီးကတော့အရာသူတာဝန်ယူမှာဖြစ်လို့ဘာဖြစ်ဖြစ်သမီးကိုရအောင်သွားကယ်ဖို့ပြောခဲ့တာဆိုပြီးတော့ trust ဆိုလိုက်ပါတော့တယ်။အမကြီးကတော့ဘလောက်ပဲအန်ရည်များတဲ့ခြေနေလို့ဆိုဆိုဒါသမီးကိုချစ်တဲ့အဖေရဲ့စိတ်ကတားမရတာကြောင့်နန်းဆိုးကျူနေနဲ့ဘလို့ပြပဲခင်ရခင်ရအမကြီးကအဆုံးထိအင်အားမရှိတဲ့ဘီသူတွေဘက်မှာပဲရက်တီသွားမှာပါလို့ trust ဆိုလိုက်ပါတော့တယ်။ဒိုနိုင်အုံးချိုဖေကတော့လက်နက်ကိုင်းပြီးတော့ကျောင်းဘက်ကိုသွားဖို့ထွက်လာနေပါတယ်။လမ်းဘက်မှာဇုံပြီးတွေများတာကြောင့်ရှောင်းပုံးပြီးတော့လာနေတော့မှာ ရုပ်တရက်သမီးဖြစ်သူအုံကျော်ရဲ့ပုံရိပ်ကိုတွေးလိုက်ရပါတယ်။တကယ်တော့အဲ့ဒါကအင်ကြီးဆိုင်ထဲကចောင်းသားဝှေ့ဆုံတဲ့ရုပ်မဖြစ်နေပြီးတော့သမီးစောနဲ့ထင်းမှတ်နေတာပါ။အဲနောက်အုံကျော်အဖေနောက်ကိုလူတယောက်ရောက်လာပြီးတော့သူ့ကိုကဲဖို့ပြောပါတယ်။ပြီးတော့အဲ့လူကဇနီးနဲ့ကလေးကားထဲမှာရှိနေသေးတယ်လို့ပြောလိုက်ပါတယ်။အုံကျော်ဖေကတော့အချိန်လေးကိုသွားကြည့်ပေးပြီးတော့ဒီတိုင်းဆိုမှဖြစ်ဘူးဆိုတာကြောင့်ဂရိယာရီနဲ့ကိုတယ်ကိုဖြတ်ပြီးတော့ဆွဲထုတ်ရမယ်လို့ပြောလိုက်ပါတယ်။အဲလူကတော့သူ့ကိုကဲပေးဖို့ငိုပြီးတော့တောင်းဆိုနေတာပါ။အုံကျော်ဖေကတော့သူသမီးစီကူသွားမှာမလို့အစင်မပြေတဲ့အတွက်တောင်းမှန်ပြီးတော့ထားသွားခဲ့ပါတယ်။ ဲလူကတော့ခြေစလုံးဖတ်ပြီးတော့ငိုရိုပြီးတော့တောင်းပန်နေပြန်ပါတယ်။အုံချိုဖေကတော့မကြိုင်ကယ်ဆယ်ရေးဖွဲ့တွေရောက်လာတော့မှဖြစ်တဲ့အတွက်ခဏလောက်တောင်းခံပေးဖို့ပဲဖြောင်းဖြားလိုက်ပါတယ်။အဲလူကတော့ဇုံဘီတွေညင်ရောက်လာလိမ့်မယ်လို့ပြောပြီးတော့အုံချိုဖေကိုဆွဲကငိုရိုတောင်းပန်ခဲ့ပြန်ပါတယ်။အဲဒါကြောင့်အုံချိုဖေကသူလာတဲ့ဈေးတွေနဲ့တနက်ကိုပါပေးပြီးတော့အဆုံးထိတောင်းခံထားဖို့မှာခဲ့ပါတယ်။အဲတော့အုံချိုဖေလက်ထွက်လာတော့အဲလူကတနက်နဲ့ချိန်ထားပြီးသူ့ကိုကူညီဖို့ပြောပါတော့တယ်။ပြီးတော့အုံချိုဖေကိုသူမိမကိုကူဖို့ဒီဘက်ကိုအမြန်လာဆိုပြီးတော့ချိန်ချောက်နေပါတယ်။ ဆရာကြီးပြောခဲ့သလိုပဲမျောလင်းချက်တွေမတွေ့ရတော့ပဲအပြစ်တွေအားလုံးကလူခန္ဓာကိုယ်ထဲဝင်သွားသလိုဖြစ်နေကြတာပါတကယ်လို့ virus ကိုနိုင်ရခဲ့ရင်တော့လူသားဆန်းဆန်းအုပ်ဆိုးနိုင်တဲ့လောကကြီးပြန်မရနိုင်တော့ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်ဒါကြောင့်အဆိုးဆုံးယာရီကြီးပဲမြင်နေရတဲ့လောကကြီးမှာလူသားတွေကလှပါတယ်လို့မြင်နိုင်ပါမလားဆိုပြီးဆရာကြီးကတွေးခဲ့မှုပါတယ်အဲလိုနဲ့ဦးကျော်ဖေးကတဏှာနဲ့သာသူ့ကိုပစ်လိုက်အားလုံးဝိုင်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲလူကတော့ဘလို့ပဲနေနေသေးမှာမလို့အားလုံးသေးမှာပဲလို့ပြောလိုက်ပါတယ် ။ဝန်ချိုဖေကတော့သူသမီးလေးစောင့်နေလို့ပြောလိုက်တာကြောင့်အဲလူကဆက်ပြီးတော့တနတ်နဲ့မချိန်နိုင်တော့ပဲငိုပြီးသာအကူကြီးတောင်းနေပါတော့လေ။ဝန်ချိုဖေကတော့အလင်းမြထွက်ပြေးသွားတဲ့အတွက်ဂျန်နေခဲ့တဲ့အဲလူကတော့တိတ်ဆိတ်သာငိုပြီးတော့ကြံ့ရင့်နေတာပါ။ဗီဒီယိုရီကော့မှာဆေးဘက်ဆိုင်ရာကုမ္ပဏီတခုမှထုတ်ပေါ်အောင်မြင်ပြီးတိုင်းပြောလို့ရှိတဲ့စကားကြောင့်ကိုဆရာကြီးကမှတ်တမ်းတင်ခဲ့ပါသေးတယ်။အဲဒါကတော့သိပ္ပံစွာစိတ်ကူးကြံစားမှုနဲ့စပြီးတော့ဇန်းကျဲမှုနဲ့ပြီးဆုံးတယ်ဆိုတာပါပဲ။ဇာယာသူယုံစင်းတဲ့လမ်းမှာနတ်ဝင်တဲ့တယောက်နဲ့တွေ့ခဲ့ပြီးတော့အဆောင်ဆောင်ရဲနဲ့ပြဿနာအလုံးပြီးသွားမယ်ဆိုပြီးတော့ပြောခံလိုက်ရပါလေ ဒုနဲ့တစ်ဖက်မှာတော့အွန်ကြီးအချုပ်ခံထားပြီးတော့သူကဇုံမီမဟုတ်တာကြောင့်ကဲဖို့အတွက်အော်နေခဲ့ပါတယ်။အန်နာအွန်ကြီးကိုစစ်ဆေးချက်တွေရတော့အပေါင်းရောအနှုတ်ရောလက္ခဏာနှစ်ခုထွက်ပြီးတော့ပေါင်းဆက်ခြင်းဓာတ်မှုစင်ငယ်ပြောင်းလဲခြင်းလို့ဆိုလိုကြောင်းတပ်သားကရှင်းပြပါတယ်။တပ်သားတော့အရာသတိပြောင်းတာမျိုးဖြစ်ပြီးတော့ဗိုင်းရပ်စ်က RNA ဆဲထဲမှာဝင်နေပြီးပေါ်လွင်လာတဲ့အချိန်မှာရှာတွေ့နိုင်ပြီးတော့ကိုယ်ထဲမှာငြိမ်နေတော့ပိုးကိုမတွေ့နိုင်ကြောင်းဗိုလ်မှူးကြီးကိုပြောလိုက်ပါတယ်။ဗိုလ်မှူးကြီးလည်းနားလေသွားပြီးတော့စစ်ဆေးခြင်းအောင်ဗိုင်းရပ်စ်ပိုးကုမကုဟာမသိနိုင်ဘူးလားလို့မေးပါတယ်။တပ်သားတော့လူသားနဲ့မကောင်းဆိုးဟာကိုယ်ထဲမှာတိုက်ခိုက်နေတာလို့မြင်ကြည့်ခိုင်းလိုက်ပါတယ်။ အတောင်ဘုံမွေးကတော့သူထားခဲ့တယ်ဟိုစန်းချောင်းကကလေးရောအဲ့လိုဖြစ်နေနိုင်လားလို့မေးလိုက်တာပါတသားတော့ KDC ရဲ့ထောက်ခံချက်တွေရယောဂလက္ခဏာမတွေ့ရရင်ကူးစက်နိုင်ကြီးများတယ်လို့ပြောပါတယ်အတောင်ဘုံမွေးကတော့ခုခါစပြီးတော့ဟိုစန်းလူတွေအားလုံးကိုပိုးကူးဆက်သူတွေလို့တတ်မှတ်ခိုင်းလိုက်ပါတော့တယ်ဘုံမွေးကတော့အထူးပြင်းနောက်မှကဲလာသူတွေကိုတေချာစောင့်ကြည့်စစ်ဆေးထားဖို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့မတ်ကြီးရဲ့ဝန်ထမ်းတွေကမတ်ကြီးတော်တာကြောင့်ချီးကျူးနေကြပါတယ်ဦးရှင်းကတော့ဒီလိုခြေနေမျိုးမှာသူတို့အသုံးချနိုင်တယ်လို့အမတ်ကြီးကိုပြောပါတယ်မကြီးဝင်နိုင်တဲ့အုံချရတဲ့ဆိုင်ကောင်းကျူရှာတာပေါ့လို့ပြောရမှာပေါ့လို့ပြောပါတယ် ဲဒါကြောင့်နိုင်ငံရေးရဲ့သဘောတဘာဝကိုသိသွားတယ်ဦးရှင်းကတော့နောက်ရွေးကောက်ပွဲကာလမှာဒီဗီဒီယိုကိုသုံးပါလားလို့မေးလိုက်ပါတယ်အမကြီးတို့ကတရားဥပဒေမကယ်လိုက်ရပေမဲ့ကိစ္စအကြီးလှုပ်ထားတာဆိုပြီးတော့မဲရီတပုံတစ်ခေါင်းရတော့မှာပဲလို့ဦးရှင်းကပြောလိုက်တာပါဝင်လာလဲအမကြီးကအကုန်တောင်းဝီပါတယ်ဆိုပြီးတော့ဦးရှင်းကိုထုတ်ပေးခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ဦးရှင်းလည်းဒေါသထွက်ပြီးတော့ထိုင်ရကထကမကြီးကသူ့ဖွဲ့မှုကိုထွက်ပြေးဖို့မပြောဘူးလို့ပြောလိုက်တာပါဝေတန်းကတော့ဘေးအန်နယ်တွေကသူရဲ့ကောင်းကိုဖန်တီးတတ်တာကြောင့်သမီးကဲနိုင်နိုင်မကဲနိုင်နိုင်နမ်ဆိုကျူကသူရဲ့ကောင်းဖြစ်မှာလို့ပြောပါတယ် ပြီးတော့အဖွဲ့မှုနိုင်မဆိုးကျူသူရဲကောင်းဖြစ်မဲ့ကိစ္စကိုသူတို့ကဖန်တီးပေးနေတာလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ဝန်ထမ်းအဖွဲ့မှုသူရဲကောင်းဖြစ်တာမကြိုက်လို့လားလို့မေးပါတယ်။ပြီးတော့ဦးရှင်းနေနဲ့ရှေးကြိုတွေးတတ်ဖို့နဲ့ကုစုံတပွဲတဲ့ဖြစ်နေပြီဖြစ်တာကြောင့်နောက်မဆိုးပဲရှေးတင်လိုက်ဖို့ဝန်ထမ်းပြောလိုက်ပါတယ်။အဲနောက်တပ်သားတွေရုတ်တရက်ရောက်လာပြီးတော့ပိုးကူဆက်မှုကာကွယ်ရေးအတွက်အထူးကွာရန်တင်းချမှတ်ကြောင်းလာပြောပါတယ်။အဲဒါကြောင့်တပ်သားတွေကဘေးကင်းလုံခြုံရေးအတွက်လက်ထိတ်ခတ်ပြီးတော့ရွှေပြောင်းမယ်လို့ပြောတာကြောင့်သူတို့ကတရားခံဖို့လို့လာလို့ထားပြီးတော့អော်လိုက်ပါတယ်။ပြီးတော့ဝန်ထမ်းသူတို့ကဘာလို့ထောင်ထဲဝင်ရမှာလို့လဲမေးလိုက်တာပါ။ ဒါပြင်လွှတ်တော်မကြီးကိုလည်းဘသူကလက်ထိတ်ခတ်မလဲလို့မေးတာကြောင့်တပ်သားတွေကတော့ပူပေါင်းပေးဖို့ပဲပြောပါလိမ့်မကြီးကထားလာပြီးတော့ဒီကံမို့လာမဆွားဖို့နဲ့မာဆလောကနေဆေးအာနာရှင်စနစ်ကိုကျင့်သုံးနေရလားလို့မေးလိုက်တော့တာပါဝေနာကတော့သူတို့ကချိုးရင်းနေစီးမြုံမလိုက်နာနိုင်တဲ့တို့ကအဲ့ဒီစားသူတို့ကိုတတ်ပြီးမှသာခေါ်သွားဖို့ပြောလိုက်တာပါအဲ့နောက်ဝေနာလေးယောက်ကလက်ချင်းချိတ်ပြီးတော့အမကြီးရှိကနေကာပေးထားပါလိမ့်တပ်သားတွေကလည်းသိပြနေတော့မှဝေနာရဲ့ဦးရှင်းကိုပါခေါ်တာကြောင့်ဝင်ပါလိုက်ရပြန်ပါလိမ့်ဒါမဲ့လေနောက်ဆုံးမှာတော့မကြီးပါလက်ထိတ်နဲ့လိုက်ရပါတော့တယ် တကယ်တော့ quarantine center ထဲမှာပိုးကူးပေမဲ့လက္ခဏာမပေါ်တာကြောင့်ရှာတွေ့ထားတဲ့အတွက် KDC ရဲ့ထောက်ခံကြတိုင်းဟိုဆန်းပြည်သူတွေကိုတနည်းအားကိုပြောင်းရွှေ့ပေးတော်မှာဖြစ်ပါတယ်ပြီးတော့ယုံကြည်ရတဲ့စစ်ချက်တွေနဲ့ပြဿနာမှဖြေရှင်းနိုင်တဲ့အထိချမှတ်ထားတဲ့တပ်မတ်ရနေရာတွေမှာစီမင်းတိုင်းနေဖို့အမိန့်ထုတ်ပြန်လိုက်ပါတယ်အဲနောက်ဟိုချောလဲအမှုစစ်ပြောတော့ကသူရဲကောင်းလို့ဆက်ဆံခံရမယ်ဆိုပြီးအခုတော့လက်ထိတ်နဲ့ဖြစ်နေအောင်မေးနေခဲ့ပါတယ်အမှုစစ်လဲတပ်သားကို laptop ကြောင်းမေးပေမဲ့မဖြေဘဲသူတို့ကိုတွားခိုင်းလိုက်ပါတယ်ဇေဘင်းလေးကတော့ကြောက်ပြီးတော့ငိုနေခဲ့တာပါ အဲ့တော့နမ်ရာကတော့မိုးချိန်တန်းကြောင့်နားကအရက်နာနေခဲ့ပြီးတော့မခံနိုင်အောင်ဖြစ်နေရပါတယ်။အဲ့ဒါကြောင့်ဇူရောလည်းအင်ဂျီစားကိုဆွဲဖြဲပြီးတော့အစာသေးသေးလေးလိတ်ကနမ်ရာတက်နှကြအသေးစားလေးဆိုပြီးတော့ပေးလိုက်ပါတယ်။အဲ့နောက်အစမ်းပြတ်ချိန်နေတဲ့မိုးကောင်းကင်ဘုံကြည့်နေတဲ့ဒဲစုကမိုးရွာလာကြောင်းတငယ်ချင်းတွေကိုပြောလိုက်ပါတယ်။အားလုံးလည်းမိုးရွာလာကြောင်းခုမှပဲစိတ်အေးချမ်းသွားကြပါတယ်။ဂွီနန်တော့ခန်းခန်းထဲမှာပုံနေတဲ့နားကိုသကုံပိတ်ထားပါတယ်။မိုးရွာချလိုက်တာသူတို့အတွက်လမ်းဆန်းပြီးတော့ရေတက်ရတာကြောင့်ပျော်နေကြပါတယ်။သူတို့ရေမတော့တာကြာပြီဖြစ်လို့မိုးရွာချတဲ့ချိန်ပါဇက်တွေဟာထားကြပါတယ်။ ကျောင်းသားတွေကမိုးရေးဇက်တွေနဲ့တူဝမ်းနေလို့ကြာလာတဲ့မျက်ရည်တွေကိုရောချပြီးငိုနေခဲ့ကြပြန်ပါတယ်။မကယ်တင်ခံလိုက်တဲ့ကျောင်းသားတွေကသူတို့တွေအိမ်ပြန်နိုင်တော့တဲ့အတွက်ဝမ်းမတနေဖြစ်နေကြတာပါ။ချိန်တိုင်းချင်းချင်းတန်မာကြအောင်ဆောင်းထားတဲ့သူတို့တွေကမိုးရေးရွာမှာပဲမျက်ရည်တွေပါရောချပြီးငိုလိုက်ကြတော့တာပါ။ကျောင်းဆန်းတော့နားနာလို့အုံနေတဲ့နမ်ရောက်ကိုကြည့်ပြီးတော့တွေးနေခဲ့ပါတယ်။အဲ့ချိန်ခန်းထဲကဂွီနာလည်းမိုးချိန်တန်းကြောင့်နာကျင်လုံးပြီးတော့လိုက်ကောက်ပါဆွဲဖြုတ်ကခေါင်းတစ်ခုလုံးပတ်ထားလိုက်ရပါတယ်။ရန်နာနဲ့ဂွီနာကခေါင်းနဲ့နမ်မှာတိုက်ပြီးတော့နားနာတာတက်တောင်လုံးနေခဲ့ပါတယ်။ တပတ်မှာတော့ချောင်းဆန်းဂျွန်အောင်စီကိုသွားပြီးတော့ဇိုမီရီယာတန်ကြားနဲ့လိုက်လာတတ်ပေမဲ့မိုးโจတန်တွေကြားရင်သူတို့တန်အောင်မကြားနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ချောင်းဆန်းတော့ငိုင်ပြီးတော့ကိုစီစိတ်တက်ကြနေကြတငယ်ချင်းတွေကိုကြည့်ကဘယ်သူမှသူတို့လာမကယ်တော့ဘူးလို့ဂျွန်အောင်ကိုပြောလိုက်တာပါအဲ့ဒါတော့ဒီမှာပဲသေလိုက်မစားထွက်သွားရင်သေတာပိုမကောင်းဘူးလားလို့ချောင်းဆန်းကမေးလိုက်ပါတယ်ချောင်းဆန်းတော့အတန်သွင်းအောင်နောက်ကသွားရင်တင်းနစ်ကွင်းရှိပြီးတော့အင်္ဂလိပ်စာစင်တာကိုကြော်လို့ရှိရင်တော့တောင်ဘက်ကိုရောက်နိုင်တယ်လို့လမ်းညွှန်လိုက်ပါတယ်အဲ့တော့မိုးကာလောက်ပြီးတော့သူတို့တွေကမိုးကာတဲ့ဝင်ထိုင်နေကြပါတယ်ဝန်ချိုကတော့ကျောင်းတော့ကတောင်ဘက်ကနေသွားလို့ရှိရင် ရန်တုံထီးကိုလွတ်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်။ဝန်ချုပ်ကအဖေဖြစ်သူနဲ့အဲ့ဒီဘက်ကိုတောင်းတက်ဖူးနေလို့သိတာပါ။ကျောင်းသားတွေကဒီကိစ္စကိုတော်လေးစဉ်းစားနေကြပြီးတော့သွားရင်လည်းဇွန်ဘီတွေနဲ့တွေ့နိုင်တာမဟုတ်လို့ယူမရလဲကြာနေရလို့ပြောနေကြပါတယ်။ကျောင်းဆန်းတော့ဒီမှနေဘယ်သူမှလာမကယ်လို့သူတို့ကိုယ်တိုင်ပဲသူတို့ကယ်ရတော့မှာလို့ပြောပြလိုက်ပါတယ်။ကျောင်းဆန်းတော့တကယ်လို့တခုဖြစ်ရင်သူအော်ပြီးတော့ဇွန်ဘီတွေကိုခေါ်သွားပြီးမှဖြစ်တဲ့အတွက်တငယ်ချင်းတွေကိုသွားရအောင်လို့ပြောလိုက်ပါတယ်။ဒါတောင်ကျောင်းဆန်းအသေးအောင်သူပဲအသေးခံမှာဖြစ်လို့ဒူဒူသွားကြမယ်လို့ထပ်ပြောပါတယ်။ ဇီယောကတော့ချောင်းဆိုင်အဲ့လိုမပြောဘူးနဲ့အသက်ရှင်မယ်ဆိုရင်အားလုံးတူတူရှင်ရမှာပေါ့လို့ပြန်ပြောပါတယ်။တယောက်သေးရမယ်ဆိုရင်တော့ချောင်းဆိုင်ကသူ့အစားဝင်သေးပေးမယ်လို့ထပ်ပြီးတော့ပြောပြန်ပါတယ်။အဲ့ချိန်နမ်ရာတော့မိုးရွာနေလို့အနံ့အွေကုန်ရောထွေးပြီးတော့မိုးတန်ကလည်းရန်ကိုစူညာနေရလို့ပြောလိုက်ပါတယ်။ဒါတော့နမ်ရာကဇွန်ဘီတွေတေတာပေါက်ထွေးပြားနေမှာဖြစ်လို့အစင်ပြေမလို့ပြောလိုက်ပါတယ်။ဒါဆိုလဲနမ်ရာပြောတာဖြစ်လို့ယုံလို့ရပြီးတော့သွားမလားလို့မေးလိုက်ပါတယ်။ပြီးတော့နမ်ရာအားကြီးဆုံးဖြစ်တာကြောင့်သူစကားနားထောင်နေနေနဲ့သွားကြမယ်လို့ဒေဆူကထပ်ပြောလိုက်တာပါ။ ။နန်ရောတော့ဘာကြောင့်မှမသိပေမဲ့အခုချိန်အားမကြီးတော့ပါဘူးလို့ပြောလိုက်ပါတယ်။ဂျီမင်းကတော့မလိုက်နိုင်တဲ့သူရှိနေရောလို့မေးလိုက်တာကြောင့်ချောင်းဆန်းကတော့ကြာသွားလို့မဖြစ်တာကြောင့်တယောက်လက်ကိုတယောက်တွဲပြီးတော့သွားကြမယ်လို့ပြောပါတယ်။အဲဒါကြောင့်တယောက်ကိုတယောက် ကာကွယ်ပေးကြည့်လို့ချောင်းဆန်းကပြောလိုက်တာပါ။အဲတော့ဂျီမင်းတို့မိန်းကလေးနှစ်ယောက်ချောင်းဆန်းနဲ့အွန်ဂျိုစီယောနဲ့နန်ရာဝူဂျင်းနဲ့ဂျုံယောင်တို့နှစ်ယောက်တွဲရသွားပြီးတော့ဒဲဆူလက်ကန်းတော်ဘသူမှလက်မခံပဲပလစ်သွားပါတယ်။ချောင်းဆန်းတော့အွန်ဂျိုကိုသူ့နောက်မှာနေဖို့ပြောလိုက်ပြီးအသက်ရှင်မှုလုပ်ပြီးမှသူတို့ကိစ္စနောက်မှပြောမယ်လို့ပြောလိုက်ပါတယ်။ ိုင်နောက်မှာတော့တို့ကဖြည်းဖြည်းချင်းထကိုးကနေရှင်းလာခဲ့ကြပါတယ်။အားလုံးကလက်တွဲသွားနေနေပဲချောင်းဆန်းဥဆောင်ပြီးတော့ရှင်းကနေရှင်းနေခဲ့တာပါ။အရှိမတော့လမ်းကြောင်းရှင်းနေပြီးတော့အားလုံးကဒုတ်တွေကိုင်ကဖြည်းဖြည်းပဲရှင်းပြီးတော့ဆက်သွားကြပါတယ်။အိုင်နောက်မှာတော့အောက်ထပ်မှာဇွန်ဘီတွေရှိတာကြောင့်ရက်လိုက်ပြီးတော့ခြေနေကိုကြီးနေခဲ့ပါတယ်။ဒီလိုနဲ့မိုးချိန်နေရာကြောင့်ဇွန်ဘီတွေကလန့်ပြီးတော့မခံနိုင်ပဲထွက်ပြေးကုန်ကြပါတယ်။အားကြောင့်တို့လည်းဇွန်ဘီတွေမထွေတော့မှဖြည်းဖြည်းချင်းရှင်းလာပြီးတော့ထွက်ပြေးသွားကြပါတယ်။ဘုံနေချောင်းကြီးနေတဲ့မိချင်းအပြင်ကဇွန်ဘီတွေထူးဆန်းနေမှောင်တီးသွားခဲ့ပါတယ်။ပြီးတော့မိချင်းကဇွန်ဘီတွေကြောက်လန့်ပြီးတော့ပြပြတလဲဖြစ်နေရာကြောင့် ။သွားပြေးဖို့ပြောလိုက်တာပါ။အဲဒါကြောင့်အဆောင်အနောက်ဘက်ကနေသွားပြီးတော့တောင်မအိုပြေးဖို့ပြောလိုက်ပါတော့တယ်။အဲနောက်သူတို့တွေဘုံနေရာထွက်လာတာတော့မှဇွန်ဘီတွေသူတို့နားအောင်မလာနိုင်သေးပါဘူး။ဒါပေမဲ့လည်းချောင်းဆန်းတို့ဖွဲ့ကချောင်းဆောင်အောက်ကအပေါဝါထီကိုရောက်လာနေကြပါပြီ။ချောင်းဆန်းတို့ကဘုံနေနဲ့ဝင်းထဲကဇွန်ဘီတွေအခြေအနေကိုရှိုးနေခဲ့ပါတယ်။အဲနောက်မှာတော့ချောင်းဆန်းဇွန်ဘီတွေကိုမျှပြီးတော့ခေါ်သွားမှာမလို့အဲဒီချိန်ထွက်သွားဖို့ပြောပေးမယ်။အွန်ဂျိုကတော့ဒါကိုလက်မခံပါဘူး။အွန်ဂျိုကနန်ဘက်ကနေသွားဖို့သာပြောလိုက်ပြီးတော့ချောင်းဆန်းလည်းလက်ခံလိုက်ပါတယ်။ အဲနောက်အားလုံးကနန်အနီဘက်ကနေသွားပြီးတော့တစ်ပင်နေကြားတွေကမတိမသားလေးဖြတ်သွားကြပါလိမ့်အဲနောက်မှာတော့သူတို့ကကားအပြတ်နားကိုရောက်လာပြီးတော့ဒဲစုကဦးဆောင်ကကားအုပ်ထဲကဝင်သွားခဲ့ပါလိမ့်ချောင်းဆန်းတော့ငေးကြည့်တဲ့တော့မှကားရဲ့တစ်ဖက်ကမိုးရေထဲမှာပြုံးပြီးတော့သူ့ကိုလမ်းခေါ်နေတဲ့အမေကိုတွေ့လိုက်ရပါလိမ့်ချောင်းဆန်းလည်းထားကြည့်တော့သူ့အမေကဇွန်ပြီးဖြစ်နေပြီဖြစ်ပြီးတော့ဒါပြည့်သူရှိလာရက်နေရာကိုတွေ့လိုက်ရပါလိမ့်ချောင်းဆန်းလည်းအမေပြည့်သူကိုလမ်းခေါ်လိုက်တော့ဇွန်ပြီးဖြစ်နေချောင်းဆန်းမေကသူ့ကိုကိုက်ဖို့စူးစမ်းပါတော့တယ် ဒါဆိုရင်မေပြည့်သူဆိုပြီးဖြစ်သွားတာကိုတီးသွားတဲ့ချောင်းဆန်းတယောက်ဘလို့အားနဲ့ဆက်ပြီးတော့တောင်းခံပြီးတကယ်ချင်းနေနဲ့ဆက်လိုက်သွားနိုင်မလားဒါမို့မေပြည့်သူစီမှာပဲအကိုက်ခံနေတဲ့ဘဝဆုံးရတော့မလားဆိုတာကိုတော့နောက်တစ်ပိုင်းအပိုင်းတစ်စိမ်မှာဆက်ပြီးတော့ရှူစားကြအောင်ပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာဆိုတော့ or as a dad အပိုင်းကိုရောက်လာခဲ့ပြီးတော့နောက်နေ့မှာလည်းဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဆိုတော့ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါခင်ဗျာဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တာပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခေမူပါ